အားလုံးမင်္ဂလာပါ။ဘာဆရာရင်မင်းတက်ကတွေ့ဆရာမထောင်းမဝီကိုတိုင်းအိမ်မှာဖြစ်ပါတယ်။ခုနှစ်ရက်သားသမီးတွေအတွက်အိမ်ဆောင်တဲ့နဲ့လ6လကိုပြောပြပေးမှာဖြစ်ပါတယ်။တကူလာမှာအိမ်ဆောင်မယ်ဆိုတော့ကြီးပွားချမ်းသာစေမှာ ဖြစ်ပါတယ်။ကဆုံလာမှာအိမ်ဆောင်မယ်ဆိုတော့မိမိရဲ့အဥ္စာပစ္စည်းတွေတိုးပွားစေမှာဖြစ်ပါတယ်။ဝါကောင်လာမှာအိမ်ဆောင်မယ်ဆိုရင်တော့အဥ္စာပစ္စည်းတွေပုံမူပြီးတော့မှရရှိစေမယ်ချမ်းသာစေမှာဖြစ်ပါတယ်။နှစ်ဒေါ်လာမှာအိမ်ဆောင်မယ်ဆိုတော့ကြော်စော ထင်ရှားစေမှာဖြစ်ပါတယ်ပြာသူလာမှာအိမ်ဆောင်မယ်ဆိုရင်တော့လူတကာရဲ့ချီးမြှောက်စားခြင်းတွေချီးမွမ်းခြင်းတွေခံရတတ်ပါတယ်တပေါင်းလာမှာအိမ်ဆောင်မယ်ဆိုရင်တော့စိတ်ချမ်းသာစေမယ်ဇီဝရေးတိုးတက်စေမှာဖြစ်ပါတယ်အဲ့တော့အိမ်ဆောင်စားမဲ့လူတွေစားဆောင်မဲ့လူတွေတိမ်ဦးနေလေးမှာအိမ်ဆောင်မယ်ဆိုရင်စိတ်ငြိရတတ်ပါတယ်ဒဲနာနေမှာစပြီးတော့ဆောင်မယ်ဆိုရင်ချိန်ဆန်းစိတ်ချမ်းသာမယ်အင်္ဂါနေ့မှာဆောင်မယ်ဆိုရင်တော့လက်ဝင်တတ်ပါတယ်အိမ်ဆောင်ပေမှာထိပေါက်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဘုဒ္ဓဘုနေ့မှာအိမ်ဆောင်မယ်ဆိုရင်တော့ စိတ်ဆင်းရဲတတ်ပါတယ်။ငွေကုန်ကြေးကြရင်များတတ်ပါတယ်။ဆင်းရဲတာရှိတတ်ပါတယ်။ကြာသပတေးနေ့မှာအိမ်ဆောက်ဆောင်မယ်ဆိုရင်ဒီနေ့မှာနေရသူတွေယောဂဗျာရီကေရှင်းစင်မှာဖြစ်ပါတယ်။တောက်ကြနေ့မှာအိမ်ဆောက်ဆောင်မယ်ဆိုရင်တော့စိတ်ချမ်းသာမယ်။ဒါပေမဲ့တစ်ခါတည်းရံမှာစိတ်ပူပန်ရတာစိတ်ညစ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။စနေနေ့မှာအိမ်ဆောင်မယ်ဆိုရင်တော့ကြီးသူနှိပ်ဆက်တာခံရတတ်ပါတယ်။အထက်လူကြီးရဲ့ညှင်းမနှိပ်ဆက်တာမျိုးတွေခံရတတ်ပါတယ်။အဲ့တော့မိမိဆောင်မဲ့ညီက မြေပုံနာဆိုတဲ့အဖြူရောင်ရှိတဲ့မြေပေါ်မှာစောက်ပြီးနေမယ်ဆိုရင်ကြီးပွားချမ်းသာစေမှာဖြစ်ပါတယ်ဒီမြေပေါ်မှာစောက်မယ်ဆိုရင်မစောက်ခင်မှာမြေကိုပူဇော်ရပါတယ်နွားတို့အစိမ့်နဲ့ပတ်ဖြန်းပြီးတော့မှမြေကိုပူဇော်ပြီးတော့မှအိမ်စောက်မယ်ဆိုရင်ရှောရှောရွှေရွှေဖြစ်စေမှာဖြစ်ပါတယ်မြေမင်းလို့ခေါ်တဲ့အနေအောင်ရှိတဲ့မြေပေါ်မှာအိမ်စောက်မယ်ဆိုရင်စီးပွားရေးတွေတိုးတက်စေမှာဖြစ်ပါတယ်ဒီမြေပေါ်မှာစောက်မယ်ဆိုရင်မစောက်ခင်မှာပဲကြီးစေးလို့ခေါ်တဲ့ပဲကိုပတ်ဖြန်းပြီးတော့မှမြေကိုပူဇော်ပြီးတော့မှ အိမ်စားမှာဖြစ်ပါတယ်။မြေကြီးရှားလို့ခေါ်တဲ့အဝါရောင်သို့မဟုတ်ရွှေရောင်ရှိတဲ့မြေပေါ်မှာအိမ်ဆောင်ပြီးနေမယ်ဆိုရင် အစာရေစာပေါများစီမှာဖြစ်ပါတယ်။ဒီမြေပေါ်မှာဆောက်ပြီးတော့နေမယ်ဆိုရင်အိမ်မဆောက်ခင်မှာမြေကြီးပေါ်မှာစီမီးတွေထုံးပြီးတော့မှပူဇော်ပြီးတော့မှအိမ်ဆောက်မှာဖြစ်ပါတယ်။မြေချမ်းလို့ခေါ်တယ်။ကန်ကြီးလိုက်မှုန့်နေတဲ့မြေပေါ်မှာအိမ်ဆောက်မယ်ဆိုရင် ခိုက်တတ်ပါတယ်လူမနေသင့်တဲ့မြေမျိုးဖြစ်ပါတယ်ဒီနေရာဥယျာဉ်ခြံလေးလောက်မယ်ဆိုရင်ပို့ပြီးတော့မှအဆင်ပြေအောင်မြင်မယ်မြေဖြစ်ပါတယ်ဒါမို့လဲဒီလိုမြေပေါ်မှာဆောက်ပြီးနေရဆိုရင်အိမ်မဆောက်ခင်မှာအရက်နဲ့ပတ်ဖြန်းပြီးတော့မှအိမ်ဆောက်ရမှာဖြစ်ပါတယ်အဲ့တော့1389ခုနှစ်မှာအိမ်မဆောက်တဲ့နဲ့နေသားမိတွေဗုဒ္ဓဟူးသားမိဖြစ်ပါတယ်ဗုဒ္ဓဟူးသားမိ1389ခုနှစ်မှာအိမ်ဆောက်မယ်ဆိုရင်စိတ်ဆင်းရဲရတတ်ပါတယ်မိမိတို့မှန်းထားတဲ့ငွေတက်ပို့ကုန်တတ်တယ်အခက်ခဲ တွေ့တခုမဟုတ်တခုရင်ဆိုင်ရတတ်ပါတယ်အိမ်ဆောက်တဲ့နေရာမှာအနှောင့်အယှက်တွေအများကြီးကြုံတွေ့ရတတ်ပါတယ်စိတ်ဆင်းရဲရတတ်ပါတယ်အဲ့တော့အိမ်ဆောက်မယ်ဆိုတော့เนาะ1389ခုနှစ်ကျော်မှအိမ်ဆောက်တဲ့နေတဲ့နေ့နေသားမီဖြစ်တဲ့တနင်္ဂနွေတနင်္လာအင်္ဂါကြာသာရေးတောက်ကြစနေသားမီနေအိမ်ဆောက်တဲ့နေ့တနည်းဖြစ်ပါတယ်အဲ့တော့2025မှာခုနှစ်သားမီနေလူဝင်ဆန္ဒနေတလုံးတဝရပြည်စုံနိုင်ကြပါစေ